နိုင်နိုင်တွေကဘာလို့စစ်တိုက်ကြတာလဲတကယ်ရောထာဝရငင်းချမ်းရေးဆိုတာဖြစ်နိုင်ရဲ့လားဟုတ်ပါတယ်ဒီမေးခွန်းတွေကကမ္ဘာနိုင်ငံရေးရဲ့ကြေခန်းအကျယ်ဆုံးမေးခွန်းတွေပါပဲဒီနေ့မှာတော့လေဒီမေးခွန်းတွေကိုဖြေကိုကျူးစားခဲ့ကြတဲ့အသွေးအခေါ်ကြီးတွေအကြောင်းကိုအကြည့်လေးလာကြည့်ကြရအောင်ပါကျွန်တော်ဒီမေခွန်းတွေဟာလေရာစုနှစ်တွင်နဲ့ချီပြီးတွေးခေါ်ရှင်တွေကိုအပြေရှာခန့်ခဲ့တာပါ။ကဲအခုအဲ့ဒီအထက်ကပထမဆုံးနဲ့ဩဇာအကြီးဆုံးအဖြစ်တစ်ခုကိုကြီးလိုက်ကြရအောင်။ပထမဆုံးကတော့ realism မှာ ဒီမြန်ရတော့နိုင်ငံတကာဆက်ဆံရေးဆိုတာတခြားဘာမှမဟုတ်ဘူးအာဏာအတွက်မပြီးဆုံးနိုင်တဲ့တိုက်ပွဲတစ်ခုပဲကြားရတာနည်းနည်းတော့အစိုးမြင်ဘက်ရောက်တယ်နော်ရီလဇမ်ရဲ့အထူးအပယူစာဘဟုအစိုးရမရှိခြင်းပါပဲဆိုလိုတာကကပားပေါ်မှာနိုင်ငံအလုံးကိုထိန်ချုပ်မယ်အရေးယူမယ်ကပားရဲ့တပ်ဖွဲ့လို့အဖွဲ့အစည်းမျိုးမရှိဘူးပေါ့အဲ့ဒီလိုအခြေအနေမှာနိုင်ငံတိုင်းကကိုယ်လုံခြုံရေးအတာကိုယ်နိုင်ပဲကြောင်းမယူရတဲ့အားလုံးကကိုယ်အချိုးစီးပွားအတွက်ပဲချီလာတဲ့အခါမှာတော့ပြိုင်ဆိုင်မှုတွေဆိုတာကရှောင်လွယ်လို့မရတော့ပါဘူး ဒီအတွဲခေါ်ကိုပိုနားလည်ဖို့ရဲ list တွဲခေါ်ရှင် George Kennan ရဲ့စကားကိုကြည့်ရအောင်။သူက လူသားတွေဟာမွေးရပါအားနေချစ်တယ်မပြည့်စုံမှုတွေနဲ့ပြည့်နေတယ်အကွဲနေတဲ့ပန်းအိုးများနဲ့တူတယ်လို့ဆိုပါတယ်။ဒါကြောင့်နိုင်နေနေရဲ့လုတ်ရက်တွေကလည်းဒီလိုမပြည့်စုံတဲ့လူတပါဝါကနေပဲမြေဖျားခံလာတဲ့လူတွေကယုံကြည်ခဲ့တာပေါ့။ဒီတော့ကဘာမှာအားလုံးကိုထိန်းချုပ်မဲ့သူမရှိတဲ့အခါဘာဆက်ဖြစ်မလဲ။ နိုင်ငံတိုင်းကကိုရှင်တန်ကြီးရွတ်အာနာကိုပဲအဓိကထားလာကြရောဒီနေရာမှာလုံခြုံရေးဆိုင်ရာအကြက်အတေး security dilemma ဆိုတာဖြစ်လာပါတယ်ဥမာပြောရရင်ပေါ့နိုင်ငံကားကကိုကိုကိုကာကွယ်ဖို့ဒိုင်းကားတစ်ခုတိဆောက်လိုက်တယ်ဆိုပါစို့ဒါပေမဲ့အိန္ဒိချင်းနိုင်ငံကားကအဲ့ဒါကိုကာကွယ်ရေးလို့မမြင်ဘဲသူတို့ကိုတိုက်ခိုက်ဖို့ဓာတ်တစ်ချောင်းသိနေတယ်လို့အထင်မှားသွားနိုင်တယ်အဲ့ဒီအခါနိုင်ငံကားကလည်းပိုကြီးတဲ့ဒိုင်းကား ပို့ထက်တဲ့ဓာတ်ကိုပြင်ဆင်လာပြီးနောက်ဆုံးမှနှစ်နိုင်ငံလုံးပို့ပြီးမလုံခြုံဖြစ်ခါတဲမမှုတွေပဲတက်လာစီတော့တာပေါ့ကဲအခုရီယယ်လစ်ဇမ်ရဲ့အစိုးမြင်ရတာအနေထခြားစီဖြစ်နေတဲ့အကောင်းမြင်နဲ့အမြင်တစ်ခုကို ကြည့်ကြရအောင်ဒါကတော့ liberal war liberalism ပါသူကတော့ပူပေါင်းဆောင်ရွက်မှုကနေငင်းချမ်းရေးကိုတည်ဆုံနိုင်တယ်လို့ယူကြည်ပါတယ် liberal တွေက လူသားတွေဟာ အမောင်းတွေကနေသင်ငန်းစာယူနိုင်တယ် အချို့တင်ကြောင်းတင်စဉ်စားဆင်ခြင်နိုင်စွမ်းရှိတယ်လို့ယုံကြည်ကြတယ်။ဒါကြောင့်နိုင်ငံဒီအချင်းချင်းပူပေါင်းပြီးပိုကောင်းမွန်တဲ့ပုံငင်းချမ်းတဲ့ကဘာကြီးတခုခိုတည်ဆောက်နိုင်တယ်ဆိုပြီးမျှော်လင့်ချက်သူတို့မှရှိနေတာပါ။ဒီအမင်းကိုအထင်ရှားဆုံးကိုစားပြတဲ့သူကတော့ American သမ္မတဟောင်း Woodrow Wilson ပါပဲ။ပထမကဘာစစ်အပြီးမှသူဦးဆောင်ပြီးနိုင်ငံပေါင်းချုပ်အထင်းကြီး League of Nations တီခံဟုတ်ချိုးပန်းခဲ့တာဟာ Deliverer အတွေ့အထော်ကိုလက်တွေ့အကောင့်အထက်ဖုံးဖို့သမိုင်းဝင်ကြိုးပမ်းမှုတစ်ခုဖြစ်ခဲ့ပါတယ်။ Liberty ကငင်းချမ်းရေးစီသွားနိုင်တဲ့လမ်းကြောင်းတွေကိုလည်းထောက်ပြပါတယ်။ဥပမာစီးပွားရေးရအပြန်လန်ချိတ်ဆက်ထားရင်စစ်ဖြစ်တာကကိုယ့်စီးပွားရေးကိုကိုယ်တိုင်ဖျက်ဆီးဖို့ပဲဖြစ်သွားမှာပေါ့။ကုလသမဂ္ဂလိုနိုင်ငံတကာအဖွဲ့အစည်းတွေကအငင်းပွားမှုတွေကိုစောပပိုင်းမှာတွေ့ဆုံဖြည့်ရှင်းဖို့နေရာပေးထားတယ်။နောက်ပြီးဒီမိုကရေစီနိုင်ငံတွေကအချင်းချင်းစစ်မတိုက်ကြသလိုရှားတာကြောင့်ဒီမိုကရေစီပြန့်ပွားရေးကလည်းငင်းချမ်းရေးအတွက်ရေးကြီးတယ်လို့သူတို့ကမြင်ကြပါတယ်။ဒီတော့ ဒီနေရာမှာနိုင်ငံတကာဆက်ဆံရေးကိုရှုမြင်တဲ့အခြေခံကြတဲ့အမြင်နှစ်ခု လုံးဝကိုကဘာနဲ့မိုးလို့ကြွားနေတာကိုတွေ့ရမှာပါတစ်ဖက်ကအာနာကိုအဓိကထားတဲ့အစိုးမြင်ဝါဒနောက်တစ်ဖက်ကတော့ပူပေါင်းဆောင်ရွက်မှုကိုယုံကြည်တဲ့အကောင်မြင်ဝါဒကဘာအဖြစ်ပြက်တွေကိုဘယ်အမြင်နဲ့သုံးသပ်မလဲဆိုတာပေါ်မူတည်ပြီးလုံးဝကိုကြွေးပြတဲ့ကောင်းချက်တစ်စီရောက်သွားနိုင်ပါတယ်ဒါပေမဲ့အာနာနဲ့ပူပေါင်းဆောင်ရွက်မှု corporation တကယ်ပဲဒီနှစ်ခုကပဲအဓိကပါ တကယ်တော့လေဒီနှစ်ခုလုံးရဲ့အတိတ်ပဲကိုပုံဖော်ပေးနေတဲ့တတိယအမြင်တစ်ခုရှိနေပါသေးတယ်။ဒါကတော့တိဆောက်မှုဝါဒ constructivism ပါ။သူတို့ရဲ့အဓိကချက်ကတော့နိုင်ငံတကာဆက်ဆံရေးရဲ့အရှိတရဆိုတာကြောက်တုံးပေါ်မှာထွင်းဟားတာမျိုးမဟုတ်ပဲကျွန်တော်တို့ရဲ့အတွေးခေါ်တွေယုံကြည်မှုတွေကနေတိဆောက်ထားတယ်ဆိုတာပါပဲ။ဥပမာပေးရရင်ပိုက်ဆံပေါ့။တကယ်တော့ပိုက်ဆံဆိုတာရောင်စုံစကူစလေးတွေပဲလေ။ဒါပေမဲ့ကျွန်တော်တို့အားလုံးကဒါကိုတန်ဖိုးရှိတယ်လို့သဘောတူယုံကြည်ထားတဲ့အတွက်တန်ဖိုးရှိလာတာပါ။ အလားတူပဲရန်သူဒါမှမဟုတ်မိတ်ဆွေဆိုတာတွေကလည်းအခြေအနေနဲ့အတွေးခေါ်ပြီးပြောင်းလဲသွားရင်ပြောင်းလဲသွားနိုင်တဲ့အရာတွေပါပဲ။ဒါကြောင့်ဒီဆောက်မှုဝါဒက realism နဲ့ liberal ဝါဒကိုမွားတယ်လို့တိုက်ရိုက်မကားပါဘူး။ဒါပေမဲ့သူကပို့ပြီး net shine ရဲ့မေဟိုးတစ်ခုကိုမေးလိုက်တာပါ။အာနာဆိုလာတကယ်တော့ဘာလို့ဆိုလိုတာလဲ။ပူပေါင်းဆောင်ရဲ့မှုကဘာကြောင့်အရေးကြီးတယ်လို့ကျွန်တော်တို့ထင်နေကြတာလဲ။အဲ့ဒီအတိတ်ပဲလေအားလုံးကကျွန်တော်တို့ရဲ့အတွေးခေါ်တွေကနေလာတာလို့သူကထောက်ပြတာပါ။ တနည်းအားဖြင့်ပြောရရင်နိုင်ငံကြီးရဲ့အသွေးခေါ်ရီပြောင်းလဲသွားတာနဲ့နိုင်ငံတကာဆက်ဆံရေးရဲ့ကစားဝေးစည်းမျဉ်းတစ်ခုလုံးမှာပြောင်းလဲသွားနိုင်တဲ့ဆိုတဲ့သဘောပါပဲ။အာဏာပြိုင်ဆိုင်မှုဆိုတာရှောင်လွှဲမရတဲ့သဘောဝတရားမဟုတ်ပဲကျွန်တော်တို့ကိုယ်တိုင်ဖန်တီးထားတဲ့ဇလန်တပုတ်ပဲဖြစ်နိုင်တယ်လို့သူတို့ကဆိုနေတာပါ။ကဲဒီအမြန်၃ခုကိုလေးလာကြည့်တဲ့နောက်မှာတော့ကျွန်တော်တို့ရဲ့ကဘာကြီးကိုဘယ်လိုပြန်ကြည့်ကြမလဲ။ဒီ theory တွေကလက်တွေ့ကဘာမှာဘယ်လောက်အသုံးဝင်တယ်လဲဆိုတာကြည့်ရအောင်။ဟုတ်ကဲ့ ဒီနေ့လေ့လာခဲ့တဲ့အမြင်သုံးခုကကဘာအဖြစ်အပျက်တွေကိုခွဲခြမ်းစစ်ဖျားဖို့မန်ဘီလူသုံးမျိုးပေးလိုက်တာနဲ့တူပါရဲ့တချို့အဖြစ်အပျက်တွေကိုအာနာပြိုင်ဆိုင်မှု realism မန်ဘီလူနဲ့ကြည်မှရှင်းရှင်းလင်းလင်းမြင်ရနိုင်တယ်လို့တချို့ကကြတော့ပူပေါင်းဆောင်ရွက်မှု liberalism ဒါမှမဟုတ်အတွေးအခေါ် constructivism မန်ဘီလူတွေနဲ့ကြည်မှပိုပြီးနားလည်နိုင်မှာပါဒီတော့နောက်ဆုံးမေးခွန်းကတော့ဒါပါပဲ ဒီနေ့ကဘာပေါ်မှာဖိပြက်နေတဲ့ပတိပခတ်တွေပူပေါင်းဆောင်ရွက်မှုတွေကိုကြည့်တဲ့အခါဘယ်အမြင်က အမှန်တရားနဲ့အနည်းဆုံးဆုံးလို့ထင်ပါသလဲအဖြေကတော့တခုတည်းရှိတယ်မှာရှိမှာပါဒါပေမဲ့လေဒီမေခွန်းကိုမေ့တက်ပွားတာကပဲကဘာကြီးကိုပိုပြီးနားလည်လာဖို့အရေးကြီးဆုံးပထမခြေလှမ်းပါပဲ